ားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီကနေ့ဇွန်လ23ရက်နေ့ရညခင်းသတင်းလေးကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းကိုဒေါ်လာညချောင်းပါလို့နှုတ်ခွန်းဆက်သပါရခင်ဗျာအဲ့တော့ဒီကနေ့ညခင်းမှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေကတော့ဒီတက်မတော်လေအမှတ်တစိမ့်နဲ့ Y8 ဘုံကျဲလေရင်နှစ်စီးကိုတရုတ်နိုင်ငံကူမင်းလေစိမ့်မှာ ရှာဖွေတွေ့ရှိပြီးစစ်ရှုံးကောင်စီတပ်မကြမီမှာအသုံးပြုတော့မယ်ဆိုပြီးမြန်မာ Witness ရဲ့ပြောပြချက်အရသိရပါတယ်ရုပ်ပုံမှတ်တမ်းနေတဲ့တကွာ တွေ့မြင်ရတာဖြစ်ပါတယ်ခင်ဗျာဒီသတင်းအပြည့်စုံကိုလည်းဒီကနေ့ညခင်းမှာနားဆင်ရမှာပါနောက်ထပ်သတင်းကတော့ဝ UWSA ထိန်းချုပ်ဒေတာမှာစနေအတွင်းကိုမြေရှားတူးဖော်မှုက၈ဆအထိပို့ပြီးတော့တိုးလာပါတယ်တောင်ငူမြို့နယ်မှာရှိတဲ့ဘကိုးရိုးမမှာတော့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ရှုံးကောင်စီကစက်တက်လေထီးတွေကိုပါအုံပြုပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါတယ်ခင်ဗျာထိုင်းနိုင်ငံထဲကိုတရားမဝင်ခိုးဝင်လာတဲ့မြန်မာနိုင်ငံသား၄၁ဦးဖမ်းဆီးခံရပြန်ပါတယ် ဒီသတင်းတွေနဲ့အတူဒီကနေ့ညပိုင်းရဲ့ထူးထူးခြားခြားသတင်းပြဆင်တွေကိုနားဆင်ရမှာပါခင်ဗျာအဲ့တော့ကျွန်တော်တို့ပထမဆုံးသတင်းတစ်ပုတ်အနေနဲ့ဝါပြည်သွေးစင်းညို့ရေးတက်မတော် UWSA ထိန်းချုပ်ရာမိုင်းပေါက်ဒေသမှာဆယ်နှစ်တာကာလအတွင်းမှာမြေရှားတက်တူတူးဖော်မှုရှစ်စာလောက်တိုးလာတယ်လို့ရှမ်းလူခွင့်ရေးမှန်တိုင် SHRF ကထုတ်ပြန်ထားပါတယ်မြေရှားတက်တူကတော့အားလုံးသိပြီးဖြစ်တဲ့အတိုင်းတရုတ်ကတကယ်ကိုအငမ်းမရလိုချင်နေတဲ့ မြန်မာနိုင်ငံကထွက်ရှိတဲ့ twin threat ပစ္စည်းတွေတဲကဒီတက်တူတွေတဲကတခုဖြစ်ပါတယ်ဒီ mind bot data မှာဆိုရင်2015တုန်းကမြေရှားလုတ်ကွက်3ခုသာတွေ့ရပြီမြဲအခုအာနာသိမ့်ပြီးနောက်ပိုင်း2025ခုနှစ်မှာတော့ February လမှာတော့ဒီ26ကွက်အထိတိတိတသာတိုးလာပြီအဲ့ဒီလုတ်ကွက်တွေကိုတရုတ်ကုမ္ပဏီတွေကလုတ်ကင်နေတာလို့ဆိုပါတယ်ခင်ဗျာအဲ့တော့2015မှာ3ခုအခု26ခုဆိုတော့တော်တော်လေးကိုများပြလာတဲ့အခြေအနေပါမြန်မာနိုင်ငံတွေကတကယ်အဖို့တန်း တွင်းထွက်ရတနာနေကတော့တရုတ်ကြီးရဲ့စီကိုဘောတော်လောအောရောက်ရှိနေတာဖြစ်ပါတယ်။မြေချလောက်ကွက်တွေတဲက၃ခုကတော့မိုင်းပေါင်းမြို့ area နဲ့၃ကီလိုမီတာလောက်ပဲဝေးတဲ့တောင်ကုန်းနေမှာတည်ရှိတဲ့အတွက်မြို့နေပြည်သူတွေရဲ့နေထိုင်မှုကိုထိခိုက်နိုင်တယ်ဆိုပြီး SHRF ကထောက်ပြထားပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ပြည်သူကိုဘုံကျဲတက်ဖြတ်နေတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီအတွက် နောက်ကနေပြီးတော့လက်နက်အင်အားငွေကြေးအင်အားနဲ့အကူအညီထောက်ပံ့နေဖြည့်တင်းပေးနေတဲ့သူ့ပထွေးတရုတ်ကြီးကအခုဆိုလို့ရှိရင်ပြည်သူကိုတတ်ဖို့အတွက် Y8 ဘုံကျဲလေရင်နှစ်စီးကိုမကြမီမှာမလာလက်ထက်ကိုအပ်တော်မယ်လို့သိရပါဗါတယ်အဲ့တော့မြန်မာဝစ်နက်ကဖော်ပြထားတဲ့ဓာတ်ပုံတွေအရဆိုရင် Y8 လေရင်နှစ်စီးမှာမြန်မာတပ်မတော်လေဆိုပြီးတော့မြန်မာစလုံးနေနဲ့ထွန်းထားတဲ့လေရင်အစ်စ် နှစ်စီးကိုကျွန်တော်တို့တွေ့မြင်ရတာပါအဲ့တော့ YA လေးနေကတော့သူတို့ကဒီတယ်ယူပို့ဆောင်ရေးရင်နေပါဒါပေမဲ့အကြမ်းမဲ့ဆက်ရှင်ကောင်စီကဒီနောက်ပိုင်းမှာ Y8 တွေကိုဘလို့အသုံးပြုလာလဲဆိုရင်60မမ120မမ80မမဘုံသီးတွေကိုအဲ့မှာသူကရာခနန်းအထိတင်လို့ရတဲ့အခါအဲ့မှာရေတလျှောက်လိုပုံစံမျိုးနဲ့အဲ့ဘုံသီးတွေကိုကျဲချတဲ့ဖြုတ်ချတဲ့ အမျိုးအစားဖြစ်တယ်ကျွန်တော်တို့ဒီတီလီလုံစစ်စင်ရေးလိုက်ကောမြို့သိန်းစစ်စင်ရေးမှာဆိုလို့ရှိရင်အဲ့ဒီ18ပေါ်ကနေပြီးတော့ငှက်ချီပါချတဲ့လိုမျိုးတိန်ချားတိန်ချားကြဲချတဲ့အတွက်ဒေါ်လာရင်းတက်ဖွဲ့တွေတော်တော်အထိနာခဲရပါတယ်အခုအဲ့လိုမျိုး18ပြည်သူတွေကိုနောက်တစ်ခါဒီတော်လိုင်းတက်ဖွဲ့တွေကို ထိခိုက်စေမဲ့ Y8 ကိုနှစ်စီးကိုတရုတ်ကမာလာထံကိုမကြခင်မှာလက်လွှဲတော်မယ်လို့သိရပါတယ်သတင်းပြည်စုံကိုကျွန်တော်တို့ကြည့်ရအောင်ပါအကြမ်းဆက်ရှုံးကောင်စီတက်မတော်လေးအမှတ်တစိမ့်နဲ့ တယ်ယူပို့ဆောင်ရေး Y8 လေရင်သစ်နှစ်စီးကိုတရုတ်နိုင်ငံကုမင်းလေစိတ်မှာရှာဖွေတွေ့ရှိရပြီးစစ်ရှုံးကောင်စီအတွက်မကြမီအသုံးပြုတော့မယ်လို့ယူဆရကြောင်းမြန်မာဝက်နက်ကဒီကနေ့သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်မြန်မာဝက်နက်ကဒီရှာနီ Y8F 200W နီးဗျူဟာမြောက်တယ်ယူပို့ဆောင်ရေးလေရင်နှစ်စင်းဖြစ်တဲ့အမိနံပါတ်9923နဲ့9924ကိုတရုတ်ပြည်သူ့သမ္မတနိုင်ငံကုမင်းအပြည်ပြည်ဆိုင်ရာလေစိတ်မှာ ဒီလေသိပ်တနေရာမှာရှာဖွေတွေ့ရှိခဲ့တယ်လို့ပြောပါတယ်။လေရင်နှစင်းဟာအစ်စ်ဖြစ်ပြီးတော့ MAF နာမည်တက်မရော်လေလို့ရေးသားထားပြီးအရင်တုန်းက မရှိဘူးတဲ့အမီးနံပါတ်တွေဖြစ်ကြောင်းမကြသေးမီကမိတ်ဆက်ခဲ့တဲ့ YAF 200W အမီးနံပါတ်9922ကို2024ခုနှစ်ဒီဇင်ဘာလမှာစတင်အသုံးပြုခဲ့ပြီးအတိတ်တွေ့ရှိရတဲ့ဝိုင်းလေနှစီရဲ့အမိနံပါတ်တွေကတော့9923နဲ့9924တို့ဖြစ်ပါတယ်ခင်ဗျာတက်မတော်လေကဒီစစ်ဘက်လေအနေနဲ့ပတ်သက်ပြီးတော့ ဝင်ဆောင်နိုင်စွမ်းနဲ့ဘတ်စုံအသုံးပြုနိုင်မှုအတွက်အထူးအလေးတာတဲ့ Y8 လေယာဉ်တွေကိုဆက်လက်တိုးချက်အသုံးပြုနေတာလည်းဖြစ်ပါတယ်။အဲ့ဒီ Y8 နောက်ထပ်လေယာဉ်တွေရောက်ရှိလာရင်ဆက်ရှုံးကောင်စီအတွက်ထောက်ပံ့ပို့ဆောင်ရေးနဲ့လက်ပတ်နိုင်မှုစွမ်းရည်ကိုတိုးပွားလာစေနိုင်ကြောင်းသိရှိရတာပဲဖြစ်ပါတယ်။အကြမ်းဆက်ရှုံးကောင်စီထံမှတေယူပို့ဆောင်ရေး Y8 လေယာဉ်အနည်းဆုံး9စီးလောက်ရှိပြီးနိုင်ငံတကာစည်ရေးစောင့်ကြည့်ဒီလေလာရေးအဖွဲ့တချို့ရဲ့ထုတ်ပြန်ချက်တွေအရသိရှိရပါတယ်။ဒါကတော့ကျွန်တော်တို့ ပြည်သူတွေအတွက်ဒေါ်လာရေးတက်ဖွဲ့တွေအတွက်ထိနာစေမဲ့မင်းအောင်လိုင်ကိုသူပထွေတရုတ်ကြီးကအားဖြည့်ပေးနေတဲ့တရင်ကြောင့်ရတစ်ခုပဲဖြစ်ပါတယ်မာလာအားကိုးတဲ့လေတက်အတွက်နောက်ကသူပထွေတရုတ်ကြီးကတော့အခုလိုမျိုးအဆက်မပြတ်ဖြစ်တင်းနေတာဖြစ်ပါတယ်အဲ့တော့မြန်မာပြည်သူကိုဒုက္ခပေးတဲ့အထက်မှာမာလာပါဝင် နောက်ကနေပြီးတော့တရိုးကန်းနေတဲ့နောက်ကနေပြီးတော့လက်နက်အင်အားတွေဖြည့်ဆည်းပေးနေတဲ့တရုတ်ကြီးကလည်းမြန်မာပြည်သူတွေကိုတတ်တဲ့အထက်မှာ ပါဝင်နေတယ်ဆိုတာကိုကျွန်တော်တို့မျက်ဝါးထင်ထင်တွေ့မြင်ရတဲ့သတင်းကြောင်းရတွေပဲဖြစ်ပါတယ်ခင်ဗျာမလေးရှားနိုင်ငံကိုတရားမဝင်လမ်းကြောင်းကနေသွားမဲ့မြန်မာနိုင်ငံသားအပါဝင်ထိုင်းနိုင်ငံထဲကိုခိုးဝင်လာတဲ့မြန်မာနိုင်ငံသား42ဦးကိုထိုင်းနိုင်ငံကချင်ပူရီခရိုင်မှာထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းဌာနတွေကဖော်ပြကြပါတယ်ဒီကနေ့ဇွန်လ23ရက်နေ့မနေ့4နာရီချိန်ကထိုင်းနိုင်ငံကချင်ပူရီထောင်ဖာမုတ်ဒေသမှာ တရားမဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား42ဦးကိုထိုင်းအနာပိုင်းကဖမ်းခဲ့ကြောင်းဖမ်းသိခံရသူတွေထဲမှာမလေးရှားကိုသွားမဲ့မြန်မာအမျိုးသား33ဦးပါဝင်ပြီးတဦးကိုထိုင်းဘက်9500ပွဲစားကပေးခဲ့ရတယ်လို့လည်းသိရပါတယ်။အဲ့ဒီထက်ကအမျိုးသမီး10ဦးကဘန်ကောက်ကိုသွားရောက်လွတ်လွတ်ကိုင်မှဖြစ်ပြီးတဦးကိုထိုင်းဘက်1000ဝဲလောက်ပွဲစားကပေးရတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ခိုးဝင်တွေကိုတဲဆောင်လာတဲ့ကားကိုဂျွန်လာ22ရက်နေ့ညပိုင်းမှာတာခနွတ်ကျေးရွာအုပ်စုအမှတ်၄မှာရှိတဲ့ ဝက်ယူလုံဖုန်ကြီးကျောင်းမှာဆောင်းဆိုင်ခဲ့ပြီးတော့ဖမ်းဆီးခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံသား40တဦးနဲ့ရင်မောင်းကိုဥပဒေအရအရေးယူဆောင်ရွက်ဖို့ဒီထောင်းဖာဖုတ်ရဲစခန်းကိုပို့ဆောင်ထားတယ်လို့လည်းသိရပါတယ်ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားတွေကတော့ရန်ကုန်မော်လမြိုင်ဖားကံကဖြစ်ပြီးသူတို့အားလုံးကတော့မြန်မာထိုင်းနယ်စပ်ဖျားသုံးစုကရှန်နဘူရီလမ်းကြောင်းကနေတဆင့်ဝင်ရောက်လာတာလို့သိရပါတယ်ခင်ဗျာမလာလက်ထက်မှာတော့မြန်မာပြည်သူတွေလည်းဘယ်ကိုသွားသွားဘယ်ကိုလာလာဒုက္ခအတိနဲ့ပြည်စုံနေရတာဖြစ်ပါတယ်ရွှေပြောင်းလုံသားတွေအဖြစ်နဲ့ နေပြန်တော့လေအခုလိုမျိုးဖမ်းဆီးခံရတာတွေတောက်လျှောက်တွေ့မြင်နေရပါတယ်ပြည်တွင်းမှာနေပြီးလောက်ကန်စားတော့မလားဆိုတော့လေမာလာရဲ့စစ်မှုထမ်းဥတွေရန်ကိုကြောက်ရကုံစိမ့်နှုံးတွေမြင့်တက်ပြီးတော့လောက်ခလာစားတွေကလည်းမြင့်တက်လာတာမရှိတဲ့အချိန်မှာ ပြည်သူတွေရဲ့ဒုက္ခကတော့တနေ့တနေ့ထမ်းဖို့ရတာပို့ပြီးတော့လေးလံလေးပင်လာတာဖြစ်ပါတယ်အနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော့ကျွန်တော်တို့မနက်ဖြန်အတွက်မိုးလေဝသခမှန်ချက်ကျူတင်ခမှန်ချက်တွေကိုပြောပြကြပါမယ်။ မနက်ပြန်ကျော်လာ24ရက်နေ့မနက်ပိုင်းအထိခမှန်းချက်အနေနဲ့ကတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ကရင်နီပြည်နယ်တို့မှာနေရာကျဲကျဲနေပြီးတော့ကွေးတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံပြီးတော့ရွာနိုင်ပြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတနင်္လာနေ့တိုင်းဒေသကြီးကချင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ခင်ဗျာရွာရံရာနှုန်းပြည့်ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေနဲ့ ဒီမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအရာဝတီတိုင်းဒေသကြီးဒေနိုင်တိုင်းဒေသကြီးကချင်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးတိမ်တောင်းတွေဖြစ်ထွန်းနေရရှိနေပါတယ်။မြမကန်ယိုရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံပန်ရံခါမိုးသက်လေပြင်းတွေကြောက်ရောက်ပြီးလှိုင်းကျဉ်နိုင်ပါတယ်။မိုးသက်လေပြင်းကြတဲ့အချိန်မှာရေပြင်းမြေပြင်းဟာတနအီလရင်ဒီ35မိုင်အထိတိုက်ခိုက်နိုင်တယ်လို့သိရပါတယ်။လှိုင်းမြင့်ကတော့မြမကန်ယိုရန်တလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာ17ဘေကနေ23ဘေလောက်ထိရှိနိုင်ပါတယ်ခင်ဗျာ။ဒါကတော့မိုးလေဝသ် သတင်းတွေပါနောက်ထပ်တိုက်ပွဲသတင်းကြောင်းရာတွေကိုဆက်ပြီးတော့တွေ့ရအောင်ပါဘုဂိုးတိုင်းဒေသကြီးတောင်ကုန်မြို့နယ်မှာရှိတဲ့ဘကိုးရုံးမှာတိုက်ပွဲတွေပြင်းထန်နေပြီးအချက်မဲ့စစ်တပ်ကစစ်တပ်လေထီးတွေနဲ့မှာအုံပြုပြီးတိုက်ခိုက်နေကြောင်းဒေသပြည်သူတွေကပြောဆိုကြပါရခင်ဗျာကျွန်တော်23ရက်နေ့မှာတောင်ကုန်မြို့နယ်မှာရှိတဲ့ဘကိုးရုံးမှာတဲမှာအချက်မဲ့စစ်ရှုံးကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲဖြစ်နေပြီးစစ်ရှုံးကောင်စီတပ်ကစစ်တပ်လေထီးတွေကိုပါအုံပြုနေတာပါအဲ့ဒီထိတွေ့တိုက်ပွဲတွေကြောင်းတောင်ကုန်မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကပြည်သူတွေဟာ လက်နက်ကြီးပောက်ကွဲတဲ့နေ့တနက်တန်နေ့ကြားနေရပြီးစစ်ဘေးတိတ်ဆောင်မှုပြင်ဆင်နေကြပြီးတော့တိုက်ပွဲတွေမှာအချမ်းမဲ့ဆက်ရှုံးကောင်စီတပ်ဘက်ကထိခိုက်သေးဆုံးမှုတွေများနေတယ်လို့လည်းသိရပါဗျ။ပောက်ကွဲတဲ့နေ့တနက်တန်နေ့ကတော့ကြားနေရတယ်ဘုံကျဲလိုက်တာဖြစ်နိုင်တယ်။အခုတိုက်ပွဲတွေကရုံးမာထဲမှာဖြစ်နေကြတယ်။နောက်ပြီးဒီနေ့တောင်ကူလေတက်ကနေစက်တက်လေထီ၃ဆင်းပြန်တန်းနေတာကိုတွေ့ရတယ်။စစ်ခွေးတွေကတောင်ကူလေတက်ကိုစက်တက်လေထီတွေပါပို့ဆောင်ပြီးလေကြောင်းတိုက်ခိုက်မှုပို့ပြီးတော့လုဆောင်မယ်ထင်ပါတယ်ဆိုပြီးဒေသခံပြည်သူတို့ကပြောပါတယ်ခင်ဗျာ။ ဒါကတော့ကျွန်တော်တို့ဒီကနေ့ညခင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုစူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းစုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့မနေ့ပြန်မနေ့ခင်းမှာပြန်လည်ဆုံတွေ့ပါမယ် တဲ့ကြော်မြည် favorite ဒီတော်စုအတွက်အသက်သွေးပေးစမြည်ကောင်းကြီးကိုစီချဲရွယ်ချမ်းမြည်စာနာကူညီပေးမှာကောင်းရလဲတွေ့မြည်ရဲ့ရင်တွေတော့ပြီးပြီးတတိဒေသကြီးရန်သူအာနာယူမြာချေမုံမြင့်ခင်မြည်မြန်ချင်းညာနဲ့ဆွဲချက်ကြီးယုံကြည်သည်ပါမတိ ya ta pe ja de ye gao bao lo di ta mai ju pe sa pe ja ka di pyu te sa ti ti lu 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 bao pi san da pi ya ni nai ga lo go tu se cha ni က်ခင်ပစ္စည်းစိတ်တဆွဲအထူးကြီးကြိုးစားပြတ်ကြော်မီဖယ်ရယ်ပြည်တော်စုအတွက်အသက်သွေးပေးဆက်မီဒါဝင်ကိုစီထဲရွေးကြမီစာရာကူကြီးပေးမှာထာဝရလက်တွေ့နီရဲ့ရင်သွေးတော့ပြီးပြီးတက်တိသစာကြီးရန်သူအားလာယူမြခြေမုံမြခြေမီမြန်ပညာနဲ့ဆွဲပြည့်စီကြီး有几滴。

Jaga tribute this ati Di lulu bau di senda kia tu si jani Hey!